မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမွန်ရွာမန္တလေးလမ်းမိုက်မှာတပ်မ33ကနေထွက်လာတဲ့ကျင်းဒီတင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့ညနေ9:00ခွဲအချိန်ကမှသခိုင်းမြို့တပ်မ33ကနေထွက်လာတဲ့ကျင်းဒီတင်တွဲကား46စီးနဲ့တံများကစစ်ကား5စီးပါတဲ့ရင်တန်းကိုတွန်လိုင်းတပ်ဖွဲ့များက မုံရွာမန္တလေးလမ်းမိုက်မှာမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတိုက်ခတ်မှုအတွင်းမှာကားတစ်စီးထိခိုက်ပျက်စီးသွားပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားများတေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ရေနှမ်းမှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားများကရန်တမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး15မိနစ်ခန့်အကြာမှာအကြမ်းဖက်စစ်တပ်ကမုံရွာမန္တလေးလမ်းပိုင်းအနီးမှာရှိတဲ့ဒုံတော်ရွာကိုစစ်တပ်လေထီးနဲ့လာရောက်ပြီးတော့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ပြည်သူတအုပ်တွေဆုံးခဲ့ရတယ်လို့သိရပါတယ်။သခိုင်းတပ်မဘက်ကနေပြီးတော့ထွက်လာတဲ့ကျင်းနီတင်တွဲက46စီးနဲ့တံပြားကာက9စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတည်တဲ့စီးရင်ကိုတော့မသိရသေးပါဘူး။တွဲကတစီးထိခိုက်ပျက်စီးသွားတယ်။9နာရီခွဲလောက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေရန်တပ်ပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီး15မိနစ်အကြာမှာအကြမ်းဖက်စစ်ခွေးတွေကစစ်တပ်လေထီး ီးနဲ့ဒုံတော့ရွာကိုဘုံကျဲသွားပါတယ်ပြည်သူတအုပ်တည်ဆုံးတယ်လို့သိရတယ်လို့မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံဗိုလ်မဲမောင်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့နယ်မှာချင်းဒီစီမံကိန်းကိုကုန်ကျမ်းများပို့ဆောင်ရလာတဲ့ရင်းနှန်းကိုကြားဖြတ်တိုက်ခိုက်ရာနန်းစီဒီယံဝန်ထမ်း3ဦးကိုအရှင်းဖမ်းမိခဲ့ပြီးတော့စစ်ကောင်စီတပ်သား5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီ16ရက်နေ့မွန်းလယ်တနာ25မိနစ်ခန့်မှာရန်ကုန်စိတ်ကမ်းကနေပြီးတော့ Sulfuric acid များပယ်ဆောင်လာတဲ့အကြမ်းမဲ့စစ်တပ်ရဲ့တွဲကား28စီးသခိုင်းတပ်မ33ကနေထွက်လာတဲ့စစ်ကောင်စီရဲ့တွဲကား28စီးဂျမ်မာကား5စီးပါတဲ့ရင်းနှန်းကိုမုံရွာချောင်းဦးလမ်းမိုက်တနီယာရောက်မှာ ကြားဖြတ်တိုက်ခိုက်ရာကားငါးစီးပျက်စီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တဲ့ရဲ့ပို့ဆောင်ရေးဌာနကဝန်ထမ်းရုံးစရေကြီးတအုပ်အပါဝင်စုစုပေါင်းနန်းစီဒီယံဝန်ထမ်း၃ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိကအကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ဆုံမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနီရန်တရားလဲပတ်မှုကိုအဟန့်တားတစ်ခုနေထားသည့်ဖျက်တောက်ခြင်းလို့တိုက်ခိုက်ခဲ့တာပါ စစ်ကောင်စီကကျင်းတွေကိုပြန်ပြီးတော့ကြီးစံထုတ်လုပ်တဲ့အတွက်အနေငယ်အဟန့်အတားဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့တိုက်ခိုက်ခဲ့တာပါလို့ Braveheart Army BH အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကြောက်ဆဲခဲ့ရအမတ်နဲ့တိုက်ရင်တပ်ခွဲလေးလက်ရုံးတပ် Braveheart Army BH ကဥဆောင်ပြီးတော့ Children Fighter Group CFG Golden Peacock Attack Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ19ရက်နေ့မနက်10:00နာရီကမှငန်းစုံမြို့နယ်မကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့က drone နဲ့စီးနဲ့ဘုံးကျဲတိုက်ခိုက်ရာ မြေပြင်ကလည်းဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တအူမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မကြီကျေးပါအထိုင်စခန်းမှာကစစ်ခွေးနဲ့ပြူစောတိအင်အား90လောက်ရှိတယ်။ကျွန်တော်တို့925အဖွဲ့နဲ့မဟာမိတ်ပြည်သူ့ကာကွယ်အဖွဲ့တွေပူးပေါင်းပြီးတော့ drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာပေါ့။ မြေပြင်မှာလည်းတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားသေးတယ်စစ်ခွဲအသေးများတယ်ဒေသခံပြည်သူတွေသတင်းပို့တာကတော့ထိခိုက်ဒေဆုံးတဲ့စစ်ခွဲဆယ်ကောင်ရှိတယ်လို့သိရတယ် ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်တိုက်ပွဲမှာအထိနာသွားတဲ့စစ်ခွေးတွေကလက်နက်ကြီးနဲ့ရမ်းပစ်တာတွေရှိတယ်လို့925ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကို925ပျောက်ကြားတပ်ဖွဲ့ငန်းစုံနဲ့ငန်းစုံမြို့နယ်ပတ်ကဖတိုက်နယ်တက်အေယာမွေပွေးပျောက်ကြားတပ်ဖွဲ့ငန်းစုံမြို့နယ်မြို့နယ်ပတ်ကဖနဲ့ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ငန်းစုံမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများကိုပြစ်မှတ်ထားပြီးတော့အချမ်းမဆက်တက်ကလေးချောင်းကနေတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့လေးချောင်းဒရိအသိရှိစွာနေထိုင်ပေးကြပါယမ်း925ပျောက်ကြားတပ်ဖွဲ့ 我问人家，上来表叔他家的人家谁办的？怎么样？ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစင်မောင်ဝဲမြို့နယ်အတွင်း900ကျားစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ပြီးတော့စင်မောင်ဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းကိုနေမြေရှင်းလင်းရန်တပ်မ88လက်အောက်ခံအကြမ်းဖက်စစ်သားများနဲ့ပြူစောတိများပူးပေါင်းထားတဲ့အင်အား60ခန့်ပါတဲ့စစ်ကြောင်းက900ကျားစစ်ကြောင်းထုံးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကိုဗိုလ်မှူးအောင်စောဖြိုးဦးဆောင်ကကိုပင်တာကရလမ်းပိုင်းပေါ်မှာရှိတဲ့ကိုပင်ကြီးရွာကစတင်ပြီး đó ဗန်းကုန်းကြီးရွာအထိကိုနိုင်နေရှင်းလင်းရန်စ조사နေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကိုပင်တကရလမ်းပိုင်းမှာရှိတဲ့ဝါစီမြောင်ကြီးရွာနဲ့ကြံမွေးနှုတ်ကြီးရွာကြားမှာပရိသာမိုင်းနှလုံးတွဲ၃ကမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထက်မနည်းတိတ်ဆုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဝါစီမြောင်ကြီးရွာနဲ့ကြံမွေးနှုတ်ကြီးရွာကြားမှာကျွန်တော်တို့တွေပရိသာမိုင်းနှလုံးတွဲနဲ့မိုင်းဆွဲတာပါစစ်ကောင်စီတပ်သား6ဦးထက်မနည်းတိတ်ဆုံးသွားတယ်လို့သိရတယ်။စစ်တပ်စစ်ကြောင်းကပြန်ဆုတ်သွားပါပြီမရှိတော့ပါဘူးလို့ကိုရနှစ်တက်ရင်တက်ခွဲ ုံတောင်ရင်းကြီးတက်ခွဲကတောင်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုနေပြည်တော်တရင်ကိုရနဲ့တရက်ခရအမတ်တေတရင်နဲ့နေပြည်တော်တရင်၈၀၄တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့နှိစတဲ့နေရများမှာရှင်တွဲနေထိုင်ခြင်းပူးပေါင်းဆောင်ရွက်ခြင်းများကိုမပြုလုပ်ကြရအတိပိတ်မြစ်တာရက်ခံထားပါတယ်လို့ကိုရနဲ့တရင်တက်ခွဲသုံးတောင်ရင်းကြီးတက်ခွဲကကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကလေးမြို့နယ်ဒွန်းຫນွယ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာပြည်သူတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့နေ့လယ်12နာရီခန့်မှာကလေးမြို့နယ်ဒွန်းຫນွယ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာအသက်60အရွယ်အမျိုးသားတအုပ်သေးဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာနေအိမ်10လုံးထိမှပျက်စီးခဲ့ပြီး3လုံးမီးလောင်ပျောက်ကျခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲတွေကငြိမ်းနေပါပြီမရှိတော့ပါဘူး။စစ်တပ်ကလေ ရင်နဲ့ဒုံးရွယ်ရွာကိုမနေ့ကဘုံကျဲသွားတာပြည်သူတအုပ်တွေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရတယ်နေအိမ်၁၀လုံးလောက်ပျက်စီးသွားတယ်၃လုံးကမီးလောင်ပြာကျသွားတယ်လို့သိရတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်မကွေးတိုင်းမြန်မြို့နယ်ကြောက်ဆောက်ကျေးရွာကအသက်တရားအရွယ်ရှိပြီဖြစ်တဲ့အဖွားအိုတအုပ်ကိုလည်းအကြမ်းဖက်ဆက်တက်ကမိရှုတက်ဖြတ်ပြီးတော့နေအိမ်အလုံး၅၀ကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ A+ အညာမြေအင်အားစုရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှိုင်းနဲ့ We Love မြိုင်အဖွဲ့ကပြန်လည်ပြောပြထားပါရယ်ဖေဖော်ဝါရီလ19ရက်နေ့မနက်9:40မိနစ်ခန့်မှာမြိုင်မြို့နယ်ကြောက်ဆောက်ကြေးရွာကိုအကြမ်းဖက်ဆက်တပ်စစ်ကြောင်းကဝင်ရောက်စီးနှင်းပြီးတော့ကြေးရွာနေပြည်သူအသက်100နှစ်အရွယ်ရှိပြီဖြစ်တဲ့အဖွားအုပ်တအုပ်ကိုမိရှုတက်ဖြတ်ပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး90ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါရယ်အိမ်ကြီး90လောက်အထိကိုပါသွားပါတယ် ဲ့ဒီနေ့ညနေပိုင်းအထိမီးမငိမ့်သေးလို့မီးငိမ့်တက်နေသေးပါပဲလက်ရှိတော့စစ်ခွေးစစ်ကြောင်းကကြောက်ဆောက်ရွာကိုမီးရှို့ပြီးတော့ဆက်ထွက်သွားတာကားရန်ကတော့ကြောက်ဆောက်ရွာရဲ့အရှိတ်လင်းငင်းတောင်ကုန်းကိုရောက်နေတယ်။ရှေ့ပြေးကတော့ဝက်ကြရွာတဲကိုရောက်ပြီလို့ A+ အညာမြေအင်အားစုရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှိုင်းကပြောပြထားပါရယ်။အဲ့ဒီအကြမ်းဆက်တဲ့စစ်ကြောင်းဟာမြန်မျိုးကနန်းစီဒီယံဝန်ထမ်းများကိုခေါ်ဆောင်ပြီးတော့ကား32စီးချေချင်းစစ်ကြောင်းများနဲ့ ပခုတ်ကူမြို့ကိုထွက်လာခဲ့ခြင်းဖြစ်ပြီးတော့လမ်းကြောင်းတစ်လျှောက်မှာလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့မိုင်းဆွဲတိုက်ခိုက်ခြင်းပစ်ခတ်တိုက်ခိုက်ခြင်းတွေကိုခံရကစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒေဆုံးသွားတဲ့အကြမ်းဖက်စစ်သားများကိုလည်းကြောက်ဆောက်ရွာမှာမိရှုကအလောင်းတွေကိုဖျောက်ဖျက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဟင်းဒရာမြို့နယ်ရှားကဲတိုင်နယ်မှာမနေ့ကဖေဖော်ဝါရီလ19ရက်နေ့ည7:00နာရီပတ်ဝန်းကျင်ကရက်ကြီးစရေးမှဥဆောင်ပြီးတော့ပြည်သူ့စစ်မှုထမ်းရာအတွက် အထမလူသက်စူဆောင်းမှုကြောင့်လူငယ်များဟာညာရင်းချင်းတင်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှားကဲတိုက်နယ်အင်းတလူအုပ်စုမှာရကြေးစီရဲမှဥဆောင်မှုနဲ့စစ်ကောင်စီရဲ့စစ်ကားများရရှိလာပြီးတော့ပြည်သူစစ်မှုထမ်းဖို့အတွက်လူသက်စူဆောင်းရန်ပြင်ဆင်မှုကြောင့်လူငယ်များဟာညာရင်းချင်းပဲအုပ်စုလိုက်ကိုထွက်ပြေးတင်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကသိရပါဗျ။အင်းတလူအုပ်စုမှာရှိတဲ့အင်းတလူကြီးရွာတမန်ကြီးကြီးရွာပန်းအိုင်ကြီးကြီးရွာဇီးကုန်းကြီးကြီးရွာ ပန်းအိုင်လေးကျေးရွာစေကောင်းကြီးစတဲ့ကျေးရွာများကဒေသခံလူငယ်များဟာဖေဖော်ဝါရီလ16ရက်နေ့ညဦးပိုင်းကစတင်ပြီးတော့တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ညကရွာထဲကိုရောက်လာတဲ့စစ်ကားတွေတာပေါ်မှာရက်ခဲ့ပြီးတော့စည်ရဲမနဲ့ညှိနေကြတာစစ်မှုထမ်းကိစ္စတွေကိုအဲ့ဒီစည်ရဲမကပဲ challenge နေတာတော်တော်လေးကိုစိုးပါတယ်ဗျာ။အဲ့ဒီအတန်ကြားတာနဲ့လူငယ်တွေခမပြေးနေကြရရှာတယ်လေခွင်းနေတဲ့မှာလဲမိတွေကိုထိန်နေရောပဲအကုန်လုံးကိုပြေးနေကြရတာလို့ရှားခဲတိုက်နယ်ကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်ပြည်သူစစ်မှုထမ်းစည်ရင်ပေးရန်မဲနိုင်ရန်ပြင်ဆင်နေတဲ့ရက်ကြီးစည်ရင်မဟာ ဒေါ်တင်နှဲ့ခိုင်ဖြစ်ပြီးတော့ဟင်္ဒရာထွေးဦးရုံမှာ၎င်းတို့ကိုယ်တိုင်မဲနိုင်ထားပြီးတော့စီးရင်ထဲမှာပါတဲ့သူတွေကိုဒီကနေ့ဖေဖော်ဝါရီလ20ရက်နေ့ညပိုင်းမှာလဲစစ်ကောင်စီတပ်ကအလစ်ဝင်ရောက်ဖမ်းဆီးမှာဖြစ်တယ်လို့ဟင်္ဒရာမျိုးထွေးဦးရုံမှာရှိတဲ့နန်စီဒီယန်ဝန်ထမ်းတအုပ်ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီတပ်ဟာမနေ့ကဖေဖော်ဝါရီလ19ရက်နေ့ညပိုင်းကအင်တလူအုပ်စုမှာရှိတဲ့ဒေသခံလူငယ်2ဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်လို့ဒေသခံများရဲ့ပြောပြချက်အရသိရပါတယ်ဒါအပြင်ဒီကနေ့ညမှာလဲပြည်သူ့စစ်မှုထမ်းအတွက်စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေကြောင့် အင်းတလူကြီးရွာတမန်ကြီးကြီးရွာပန်းအင်ကြီးကြီးရွာဇီးကုံကြီးကြီးရွာပန်းအင်လေးကြီးရွာစင်ကောင်းကြီးကြီးရွာအပြင်ဒဲခွင်းရွာလှဲကားရွာမှာရှိတဲ့ဒေသခံလူငယ်များဟာကြိုတင်ပြီးတော့တိန့်ဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရုံးသခိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစော်တီကြီးရွာကရဲတပ်သားတို့ကတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဖေဖော်ဝါရီလ20ရက်နေ့မှာရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစောတိကျေးရွာကရဲတပ်သားတို့ကတနက်တလက်ကိုယူဆောင်လာပြီးတော့တောင်သူဦးကြီးများအဖွဲ့ PDF ထမ်းမှာအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ရဲတပ်သားတို့ဟာတနက်တလက်ကြီးပေါင်းနှစ်ခုလက်ပြပုံးတစ်လုံးဖုန်းတစ်လုံးနဲ့ကြီးစံများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ရဲတပ်သားတို့ကိုတောင်သူဦးကြီးများအဖွဲ့ PDF ကနှွေးထွေးစွာစုစုခဲ့ကြတယ်လို့သိရပါဗျ။အလားတူပဲချင်းပြည်နယ်ဟာခါမြို့နယ်မှာရှိတဲ့266တပ်ရင်းကစစ်ကောင်စီတပ်သားတို့ဟာလည်းတနက်တလက်ယူဆောင်လာပြီးတော့ အလင်းဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်ဂွန်ပြူစုငွေကျ340ချိမြင့်ပေးခဲ့တယ်လို့ Santan Revolution Force အဖွဲ့ကပြောဆိုထားပါတယ်။ February 19ရက်နေ့ဟာခါမြို့နယ်266တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ကတနက်တလက်ကိုယူဆောင်လာပြီးတော့ Santan Revolution Force ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာ MA1 တနက်တလက်ကြီးပေါက်နှစ်ခုတို့ကိုယူဆောင်လာခြင်းကြောင့် SRF အဖွဲ့ကငွေကျပ်340ချိမြင့်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ